ိုင်တာကြော်ဟင်းကြော်အနေနဲ့ကျွန်တော်မေးချင်တာလေးရှိလို့ပါဆရာ။ဟုတ်ကဲ့။အဲဒါဆရာရိုက်နေတဲ့မတော်မြန်နန်းတွေဇာလန်တွေအချိန်နေဆိုရင်အဲဘယ်လိုလေးအတိပေးခြင်းလဲ။ဟုတ်ကဲ့။ဟိုအချိန်နေတိပေးခြင်းကအမတော်မြန်နန်းစကားအားလုံးအစလေဆုံးပြီးပါပြီ။စာရန်ထိုးလေးနဲ့ဒုတိယ၅ပါးတည်းနှစ်ပါးဖြစ်တဲ့ဟာလေးရိုက်ပြီးအကုန်ပြီးပါပြီလို့ကျွန်တော်ပြောကြချင်ပါတယ်။ ွေအလုံးပဲနှစ်ပိုင်းဖြစ်သွားမယ်ဟုတ်ကဲ့အလုံးကတော့ပန်းကြီးပေါ့ဟောပေါ့ဟုတ်ကဲ့ဟောအတိအကျပြောလို့ရပါတယ်80ပိုင်းမှာခင်ဗျအလုံး80ပိုင်းစားတဲ့ရလဲ80ပိုင်းမှာပဲအဲ့လို80ပိုင်းကိုယူရပြီးတော့ရိုက်တာပါဘာကြောင့်လဲဆိုတော့ဒီမှာသူ့ရဲ့အာကတနေတဲ့နဲ့ပြီးအောင်ပြလို့မရတာပြောလို့မရတာဟောတော့ရမယနာလို့ခေါင်းထဲကရက်ဇက်လို့ပဲအခုတော့ကျွန်တော်တို့က ဒီဇာကားရဲ့အတိန်နဲ့ကအကျိုးဆက် အကြောင်းဆက်လေးကိုသာ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 ကြာကြာသာသာရိုက်ထားတဲ့အတွက်ကြောင့်မလို့အဲဒီ80တဲ့ဘိုင်းပဲဖြစ်ပါလေ။အဲဒီ80တဲ့ဘိုင်းကတော့ကြာကြာသာသာတီးကြာကြာဟိုလိုက်ရိုက်တာပဲ။အဲအဲ့လိုသဘောပေါ့။ဆက်အဲကားဆက်တဲ့ကိစ္စတွေဒါတွေပြောလို့ရပြီလားဆရာ။ဟုတ်ကဲ့ရပါပြီခင်ဗျာပြောလို့ရပါပြီ။ဟုတ်ကဲ့အခုကကားဆက်တဲ့ကိစ္စအစီအစဉ်လေကျွန်တော်တို့ကရိုက်ပြီးတည်းကကားဆက်တဲ့အစီအစဉ်မလုပ်တယ်လေ။ပြီးတဲ့အခါကျတော့ထူးခြားမှုပြုလုပ်ချက်တွေကျွန်တော်တို့လုပ်တယ်လေ။ အထူးခြားပြုလုပ်ချက်ကတော့ပကိုးမှာလုပ်တယ်ကိုနန်းလို့ခေါ်တဲ့သားပေါ့အဲအဘရဲ့ကိုနန်းဆိုတဲ့ကလေးရဲ့အရီကူအစိုးရစိုင်းလုံးရဲ့အဲသားလေးပေါ့အဲ့ဒါဘာလို့တော့တောင်းကအဲ့ဒီဝါသနာနဲ့အခြေခံပြီးတော့အဘတော့ထူးထူးဆန်းဆန်းနေလုပ်ရင်ဒီပညာလေးနဲ့လုပ်မယ်ဆိုပြီးတော့စီစဉ်ထားတာရိုက်ပြီးတာနဲ့စီစဉ်မယ်ဆိုပါတော့အားလုံးပြီးပါပြီအဲ့တော့ဒီနေ့ကြံတဲ့ဆာလန်ဒိုးလေးနဲ့လိုအပ်တာလေးနဲ့ အမတော်ရဲ့300လောက်လေးရိုက်ပြီးကျွန်တော်တို့ဇက်ကအလုံးပြီးတော့ပါပါဆရာအမတော်ရဲ့300ကဘလို့ဘလို့ဟာလေးတွေ300ကျွန်တော်တို့စင်စခန်းပေါ့စင်စခန်းမှာဆောင်းနှန်းတဲ့ဘွားနဲ့နေတဲ့အခါပေါ့အဲ့လိုဆောင်းနှန်းတဲ့ဘွားနဲ့နေတဲ့အခါကျတော့စင်စခန်းမှာကျွန်တော်တို့အစင်ကြီးတွေနဲ့ရှင်းရုပ်စင်လေးတွေကနေစင်ကြီးဖြစ်သွားတယ်ဖန်တီးပေးတာတွေအဲ့လိုပုံစံပုံစံရရမှာဘာလို့လဲဆိုတော့ဆောင်းနှန်းတဲ့ဘွားနဲ့ကျတော့တောထဲမှာမိခင်ဖြစ်တဲ့ငကားနဲ့မေတော်ကြီးနဲ့နေရတာလေ အဲ့တော့ငကားမေတော်ကြီးဆိုတာကလည်းဘောကပြိမေတော်ကြီးပေါ့အဲ့တော့သူကလူရောလူရဲ့ဖန်ဆင်းပြပြီးတော့တမိတော်လေးပြင်းမာဆိုးလို့အဲ့ဒီမှာတောထဲမှာရှိတဲ့ရှင်လေးတွေတစ်ပင်လေးတွေပန်းကလေးတွေနဲ့အဲ့ဒါသူကဒါကတော့စင်းဒါကတော့တမိတော်လေးနဲ့ဆော့မဲ့တငယ်ချင်းတွေအဲဒါကတော့ငကားတငယ်ချင်းတွေဒါကတော့ကြားတငယ်ချင်းတွေဒါကတော့မိချောင်းတငယ်ချင်းတွေတောထဲမှာရှိတဲ့ငှက်ကြေးမင်းတွေဆိုအဲအဲ့လိုတွေဖန်တီးတာပေါ့အဲအဲ့ဒီခံတော်ပါရဲ့ အဲ့ဒီဘောမျိုးပါပဲအဲ့ဒီရွှေရုံကလေးရမှာဆင်တကယ်ဆင်စစ်ကြီးတွေကြီးသွားရောက်ခါကိုရိုက်မှာပေါ့နော်အဲ့လိုပါပဲအဲ့တော့နိုင်ကံပေါ်ပါဦးလားဘုံဆိုတဲ့ဟာဟိုကြားလာကြားဘူးကြားလာလीနိုင်ကံဆိုတာဟာနိုင်ကံနဲ့နိုင်ကံနဲ့ကြားလာကြီးသွားတော့ဒီလောက်တော့တည်ရဲ့ဒါနဲ့အဲ့ဒီဟာကြားကြားနာနာအရွာရိုက်ထားတာအဲ့နိုင်ကံဆိုတာဘာကြောင့်နိုင်ကံဖြစ်ရလဲ အဲ့တော့ပြောအမတော်မြတ်နန်းတွေမဖြစ်ခင်စောနန်းတွေဘဝမှာနိုင်ရကံဖြစ်ခဲ့ရအဲ့နိုင်ရကံထဲမှာချလိုက်လို့ခလေးဘဝနဲ့ကြီးပြီးတော့အဲ့မှာတော်ရဲမှာရှိတဲ့စင်ကြီးတွေနဲ့ကြာနာနာရိုက်တာတွေပျော်တာတွေပြီးတဲ့အခါကျတော့ဒီဘဝ50တနှစ်ပြီးတာနဲ့အမတော်မြတ်နန်းနဲ့ဖြစ်မဲ့အချိန်ကိုပြမယ်ဆိုတဲ့အခါကျတော့အဲ့ဘုရောင်ဖရာကြီးကိုသွားဒိဋ္ဌံနဲ့ပြပညာရဲ့မျက်စိပေါ့တတိယမျက်လုံးခေါ်ပညာမျက်စိနဲ့အချိန်ခံပြအဲ့တော့မှသွားတွေ့တာတွေဟဲတာတွေရိုက်တာပေါ့အဲ့ဒါရရမယ်နောက်ကတတိယတွေဒါတွေ အထူးပြုလုပ်ချက်တွေဟုတ်ကဲ့အဲ့လေးပဲကြက်မယ်အဲ့လိုပြောတာဟုတ်ပါတယ်နောက်ကဒီဒါတော့ကျွန်တော်အခုကျွန်တော်ရဲ့အခုပင်တိုင်တွဲထားတဲ့ရွာသားပေါ့နော်အဲရွာသားနဲ့ကျွန်တော်စီစဉ်ထားတယ်နောက်ပညာရှင်နောက်တခုထပ်ပါတယ်ပေါ့တေဂီတာနဲ့ရုပ်ရှင်လောကကိုကြွားကျင်တဲ့ပုံကိုနဲ့ပေါ့ပြီးတော့အဲ့ဒီဇာကားရဲ့နောက်ခံတေဂီတာအပိုင်းလေးကျွန်တော်လုပ်တယ်အဲ့ဒါလည်းစီစဉ်လာတော်ပြီးပါပြီဆိုအားရတင်မှုဆိုရင်ဘယ်လိုလဲရှိမလဲ အာရကျင်တတ်မှုတော့ရိုက်တိုင်းအာရတယ်ကျင်တတ်တယ်မရိုက်ခင်တည်းကစုဆောင်းထားတဲ့အတွက်ကြောင့်မလို့ရိုက်ဖို့အတွက်ပစ္စည်းကိုလုံလုံလောက်လောက်ဖြည့်အောင်လုပ်တဲ့အတွက်မရိုက်ခင်တည်းကပစ္စည်းပြီးပြီဆိုတာနဲ့အရင်ကျင်တတ်သွားတယ်ရိုက်တယ်ဆိုရဲကိစ္စတော့ပြဿနာမရှိဘူးမခဲရင်ခက်လည်းမခက်ဘူးဘာလို့လဲဆိုတော့အိုက်တာရဲ့သေုပ်ဆောင်ရဲ့အာမီမန်လိုက်တင်ရဲ့အကောင်လုံးပညာရှင်တွေဒီခေတ်ကများနေတော့ပြောကျင်တဲ့အိဗယ်လေးကိုပြောလိုက်တာနဲ့အကောင်လုံးကဝိုင်းပြီးတော့အတတ်ပညာနဲ့ပေါင်းတဲ့ခါကျတော့အဲ့ကိုရေးထားတဲ့ကိုကြီးလောက်ထားတဲ့ဥစ္စာရဲ့ဇာပိုင်း ဆိုင်ရာစက်တင်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြုလို့ချက်ပိုင်းဆိုင်ရာတစ်ခါတွေ့ပြီးတော့ရရတွေ့ကြအောင်လို့ကြိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့မပြခင်မတင်ခင်နေရကိုရင်နေရပျော်ရွှင်ချမ်းမြေဘာဘယ်လိုနဲ့မှမတူဘူးကိုစားပြုပေါ့အမားတော်ရဲ့ကိုစားပြုအရန်ပျော်နေတာပေါ့အဲလိုဆရာပြောတဲ့မှာမပြခင်မတင်ခင်ဆိုတော့စိတ်ဝင်စားတဲ့လူတွေက ဘယ်မှာပြမှာလဲဘလို့တင်မှာလဲဒါလေးလေးမေးတာရှိပါလားဆရာဟုတ်ကဲ့အခုနဖះမှာပေါ့နော်အဲ့ကိစ္စလေးစီစဉ်နေတဲ့ချိန်ကမှာပဲအဘဘဘယ်ဘယ်မှာပြမှာလဲဘယ်မှာတင်မှာလဲဆိုအဲ့လိုပုံစံရှိရပေါ့အဲ့တော့အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အမတမရင်းနှီးတဲ့ပေါ့နော်ဒီပြသားမဟုတ်စီစဉ်မှာလုပ်နေတဲ့ပုံကိုပေါ့နော်ကျွန်တော်လည်းအရင်နေ့ဆုံးနေတဲ့ပုံကိုနဲ့တိုင်ပင်ပြီးတော့ကျွန်တော်အဲ့ဒါတင်မှာပါဆရာအလုံးကုန်ကြစေဘယ်လောက်လောက်ကုန်သွားမယ်ဘယ်လောက်ထိရှိမယ်လို့ဒီလိုပြောလို့ရမှာပါ ဟုတ်ကဲ့ပြောလို့ရပါတယ်အဲ့ဒါအတော့ကျွန်တော်တို့စပြီးတော့ကျွန်တော်ရိုက်တရစပြီးတော့ခမ်းမမဟုတ်ဘူးခမ်းမကျွန်တော်ပစ္စည်းစေးပေါ်တွက်တွက်ပြီးတော့ကျွန်တော်ရိုက်ရတော့တွက်ပြီးမှရိုက်ရတဲ့အထိပဲရှိပါတယ်ပစ္စည်းဝယ်ရင်ဘယ်လောက်ကြာမလဲအဲ့ဒါဘယ်လောက်နှုံဘယ်လောက်နဲ့ဝယ်ရင်ဘယ်လောက်ရမလဲအဲလောကနဲ့လေဘာကနဲ့ဘယ်လောက်ရှိမလဲဆိုအကုန်လုံးပေါ့လေတွက်လိုက်တဲ့အခါကျရင်3200ပါပဲ3200ဟုတ်ကဲ့3200ပါစတရားကြီးဟိုပြီးလဲပြီးတော့မှဆိုတော့ဘာလေးတရင်စကားပါကျင်တာရှိတယ်အဲတချို့ကြတော့လေဆရာ ရန်နေတာပြီးပါအောင်မလားဆိုတာဒီလိုပြောတဲ့လူတွေရောဗာလီမားပြောနေကြလေဆရာအဲအဲ့ဒါတော့ပျော်လီတိုင်းမိုင်းကြီးတော့ဟုတ်ဘူးဗျဘဝတစ်ခုမှတကယ်လို့လို့မဆိုသရာသင်းထိုးမဲ့ဆိုအဲသရာသင်းရဲ့ကုန်ကြစိတ်တန်ဖိုးဒီဘက်ကနေဟိုဘက်ကရောက်ဖို့ဆိုတာစူးစမ်းရတယ်လေအဲ့လိုဟာကိုကျွန်တော်ကတစ်တချောင်းဝါတချောင်းထမ်းပြီးလောက်ရတဲ့လူပါအဲ့လိုဟာမျိုးပေါ့အပေါ်လိုက်စီးလိုက်လာချပြီးတော့ဆောက်ရတဲ့သရာလည်းမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ အဲဒဇန်ချင်းဆက်ရတဲ့သဘောရှိပါတယ်အဲ့တို့ကြောင့်လို့ဘဝတစ်ခုမှာတော့အားလုံးဘောခုနပြောလို့ဝေဖန်ခြင်းပဲဖြစ်စေအကျိုးမဲ့သွားနေပဲဖြစ်စေအကျိုးရှိစားနေပဲဖြစ်စေစောလင်းနဲ့စိတ်နဲ့ဖြစ်စေဇောနဲ့ဖြစ်စေစဉ်းစားထားပြီးတော့ဖြစ်စေအဖက်ဖက်ကနေပြီးတော့ဝေဖန်ပြီးတော့ပြောဆိုကြတဲ့ပုံကိုယ်တွေကိုလည်းအရန်ကျေစုတင်ပါတယ်။ဘာကြောင့်လဲဆိုတော့အရာရာမှာအိတ်တိန်ဆောက်သလိုပါပဲ။တိုင်ကိုယ်တိုင်ကိုချစ်ခံပါတယ်။ပြီးတဲ့အခါကျမှအကာအမိုးတွေဆောက်ပါ ျွန်တော်မှလည်းဒီလိုပဲလုပ်ရပါတယ်အဲ့တော့ဟောတဲ့အတတ်ပညာနဲ့လုပ်ရတဲ့အတွက်ကြောင့်လို့နှောင့်နှေးကြံ့ကြာခြင်းဆိုတာကျွန်တော်အောင်ပွဲပါပဲနှောင့်နှေးခြင်းအခြေခံကျွန်တော်လုပ်ချင်တာရတာပါပဲကြာတဲ့အခြေခံကလည်းကျွန်တော်စီစဉ်နဲ့ဆောင်ရွက်ပုံမှာလုပ်ချင်တာရပါပဲဘာလို့လဲဆိုတော့ကျွန်တော်လက်ထက်မှာအဆင်းနဲ့မရှိဘူးလေအခုဆိုပို့ဆိုးတာပေါ့ငလျင်ပေးရှိတယ်အဲ့တော့မှလူမှုရေးပရာဒီရှိတာကိစ္စတွေရှိတယ်ကျွန်တော်အဲ့ဒါယူထားပြီးတော့ဒီဘက်မရိုက်နိုင်ဘူးဘာလို့ဆိုတော့ကျွန်တော်ဒါအားလုံးပြီးမှထွက်ခတ်ခံမှာလေသူများတွေကတော့ကွာဒုက္ခတွေရောက်လို့ အဟောမှာတော့တစ်ချိန်ချင်းနဲ့ရိုက်နေနိုင်တယ်လူအုပ်ကြီးတွေ100ကျော်200ကျော်နဲ့ရိုက်နေရတယ်။အဲ့ဒီလိုဆိုတော့ထွက်ခတ်ခတ်တဲ့ပြောဆိုမျိုးလည်းကျွန်တော်လက်မခံနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်အရေးသုံးပါးကိုနားလည်တဲ့အတီတရားနဲ့နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဆင်ញင်တုံတရားအတတ်နိုင်ဆုံးလုပ်ပါတယ်။အဲ့ဒီဆင်ញင်တုံတရားနဲ့လုပ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အောင်ပွဲပေါ်မှာအဲအထင်သေးလိုပဲဖြစ်ဖြစ်တိတ်ခါချလို့ဖြစ်စေအရာရာကိုကျွန်တော်ကဖျားရတဲ့အတိုင်းပါပဲ။မေတ္တာတရားပဲထားပါတယ်ခင်ဗျ။ကျေးဇူးပါဆရာ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။